ဘလူးတုမပါတဲ့ PC ကွန်ပျူတာတွေအတွက်ဘလူးတုအက်ဒပ်တာလေးတစ်ခုတော့လိုအပ်ပါမယ်ဘလူးတုအက်ဒပ်တာလေးကကြတော့ကျွန်တော်တို့ဘလူးတု device တွေကိုချိတ်ဆက်တဲ့အခါမှာအသုံးပြုပါတယ်ဒါလေးက USB stick ပုံစံဘလူးတုအက်ဒပ်တာလေးပါနောက်ဘက်မှာ driver ခွေလေးလည်းပါတယ်ပါဝင်ပစ္စည်းလေးကဒီ USB dongle လေးပါမယ်အခုနောက်ကပြတဲ့ဒါ driver ခွေလေးပါပါမယ်ဒီ driver ခွေလေးကကြတော့ window 10နဲ့အထက်ကလွှဲကြံတဲ့ window တွေဆိုရင်တော့ driver ခွေ run ပြီးတော့ဒါ driver run ပြီးပို့လိုရတယ် window 10နဲ့ထက်ဆိုမလိုပါဘူး ဝင်းဒိုးတန်းနဲ့အထက်ဆုံးတော့ဒရိုင်ဘာရန်စရာမလိုဘဲနဲ့ USB ဒွန်ဂယ်လေးကိုကိုယ့်ရဲ့ကွန်ပျူတာ USB ပေါက်မှာ plug and play ထိုးပြီးတာနဲ့တန်းသုံးလို့ရပါတယ် USB ဒွန်ဂယ်ထိုးပြီးရင်ကိုယ့်ရဲ့ကွန်ပျူတာရဲ့ Bluetooth setting ကိုသွားပါမယ် Bluetooth setting မှာရှာတက်ရင် search box မှာ Bluetooth လို့ရိုက်ရှာလိုက်မယ်ဒါဆိုတော့ Bluetooth setting နဲ့ကိုရောက်သွားပါမယ် Bluetooth ရှာမယ်ဆိုတော့ဒီ add Bluetooth ဆိုတဲ့ပေါင်းလေးကိုနှိပ်လိုက်မယ်ဒီမှာ add device ဆိုတဲ့စာလေးပေါ်လာရင်အပေါ်ဆုံးက Bluetooth ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့ဒီမှာအနီးနားမှာရှိတဲ့ Bluetooth device ကိုဒီ Bluetooth ဒွန်ဂယ်ကနေတင် ကြာဖွေပေးမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ကျွန်တော်ဒီ USB dongle လေးနဲ့ Bluetooth keyboard mouse နဲ့ချိတ်ဆက်ပြပါမယ်။အဲ့တော့ဒီမှာဆိုရင်တော့ Bluetooth mouse တွေ Bluetooth keyboard တွေပေါ်နေပါပြီ။အဲ့ဒီ Bluetooth mouse ကိုကျွန်တော်ချိတ်ဆက်လိုက်ပါပြီ။ဒါဆိုတော့ကွန်ပျူတာမှာချိတ်ဆက်သွားပြီဆိုရင် connected ဆိုပြီးပြနေပါပြီ။ပြီးရင် Bluetooth keyboard ကိုလည်းအဲ့ဒီအတိုင်းပဲရှာပြီးတော့ချိတ်လိုက်ပါမယ်။ဒီ USB Bluetooth adapter လေးဒါရှိမယ်ဆိုရင်ကိုယ့်ရဲ့ PC ကွန်ပျူတာကို Bluetooth device နဲ့ကြိုးမဲ့စနစ်ချိတ်ဆက်လို့ရပါပြီခင်ဗျာ